မင်္ဂလာပါဒီနေ့တော့ယူကရိန်းစစ်ပွဲရဲ့အရှိပလိုင်းတပ်ဦးကအရေးကြီးတဲ့အခြေအနေတစ်ခုကိုအမ်အနီးကပ်လေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါရှင်အထူးသဖြင့်ပိုကရော့စ်မြို့မှာဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့ BBC သတင်းဌာနကနောက်ဆုံးရသတင်းဆောင်ပါတစ်ခုကိုအခြေခံပြီးဆွေးနွေးသွားရမယ်ဟုတ်ကဲ့ဒီသတင်းရင်းမြစ်တာနဲ့အဓိကကြတဲ့အချက်တွေနောက်ွယ်ကနီးဗျူဟာထုံတချက်တွေကိုထုတ်နှုတ်ပြီးတော့အမ်ရှော့ထွေးနေတဲ့စစ်နေပြည်နယ်ခြေနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ကြိုးစားကြည့်ကြတာပေါ့လေကောင်းပါတယ်အခု Pocross မှာလေထူးခြားတဲ့အထူးပြတ်တစ်ခုကယူရှာတက်တွေမြို့တဲကိုတိတိတသားဝင်ရောက်လာနိုင်ခဲ့လေဆိုလာပဲဟုတ်ပါတယ်ဒီကိုဖြစ်လာတာမှာတဘောပဝင်းကျင်အချင်းနေတစ်ခုအဲရာဒီဥဒုပေါ့အဲ့ဒါကအဓိကကြားခဲ့ရလေဆိုတယ်အဲ့ဒါဘာလဲဘလို့တက်ရောက်မှု ရှိခဲ့တယ်လဲဆိုတာစပြီးပြောကြရအောင်အမ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ဒီမျိုးရဲ့အရေးပါပုံကို အရင်နည်းနည်းလောက်ပြောပြပေးပါလားဟုတ်ကဲ့ပိုဂရော့စ်မြို့ကလေးဒိုနက်စ်ဒေသရဲ့အလုံးမြောက်ပိုင်းမှာရှိတာပါယူကရိန်းထိန်းချုပ်မှုအောက်မှာစံနေသေးအဓိကမြို့ဖျားကြီးတွေထဲကတခုပေါ့อืมအဓိကမြို့ဖျားတခုဟုတ်တယ်ပြီးတော့အရေးပါတဲ့လမ်းမဆက်တွေရဲ့အချက်အချာကြတဲ့နေရာလည်းဖြစ်နေတယ်ဆိုတော့လေယူရှားအတွက်ကတော့အရှိပိုင်းစစ်မြင့်တော်မှာအဓိကပြတ်မှတ်တခုလို့ဖြစ်နေတာကြပါပြီဟုတ်တယ်ဒီမြို့ကိုတာသူရရရင်ဒေတာတွဲမှာသူတို့ထင်းချုံမှုကိုပို့ခိုင်မှာစင်မယ် ပြီးတော့ရှစ်ဆက်သက်ထို့အတွက်ရေးပါတဲ့အခြေစိုက်စခန်းတစ်ခုလည်းဖြစ်သွားနေတာပေါ့အခုနပြောခဲ့တဲ့တဘာဝပတ်ဝန်းကျင်ခြေနေဆိုတာကတရင်းရမြစ်ထဲမှာအသားပေးဖော်ပြထားတာကမြူနင်းတွေထူးထပ်စွာကြက်စင်းမှုပဲဒီမြူနင်းကစစ်မြေရဲ့အခြေအနေကိုဘယ်လိုများပြောင်းလဲသွားစေခဲ့တာပါလဲอืม social media မှာပြန့်ခဲ့တဲ့ video file တစ်ခုကြောင်းလည်းပြောထားတယ်နော် user စစ်သားတွေမြူတွေကြားထဲမှာကားတွေစိုက်ကယ်လီနဲ့မြူတွေကိုဝင်လာတဲ့ပုံရိပ်တည်းလေ ဲ့ဒီမြူနင်းနေရဲ့အဓိကတယုံမှုကတော့ယူကရိန်းရဲ့ဝင်းကင်းသောလမ်းရေစွမ်းရည်ကိုတည်တည်တာတာကိုအားနည်းသွားစေတာပဲ။အာ drone တွေဆိုလိုတာလား။ဟုတ်ပါတယ်။အထူးသဖြင့် drone တွေရဲ့အလုံးလုံးနိုင်စွမ်းကိုပါ။တတင်းထဲမှာယူကရိန်းရဲ့ချိုးဆက်ရှိတပ်မလက်အောက်ခံ Shashnidobusha drone တပ်ဖွဲ့က Goose ဆိုတဲ့နာမည်ဖွဲ့နဲ့ drone မောင်းသူတယောက်ရဲ့အတွေ့အကြုံကိုကိုးကားထားတယ်။ဟုတ်ကဲ့။သူပြောတာကမြူတွေကအရန်ရန်ကိုထူးတော့ရဲတော်တော်များများဝေးဟင်းကနေကောင်းကောင်းကင်းမထောက်နိုင်ခဲ့ဘူးဆိုတာပါပဲ။အဲ့ဒီလိုဝေးဟင်းကင်းတောက်မှုအားနည်းဟွာတာက ယူရှာတက်တရီအတွက်ဘယ်လိုအခွင့်အရေးထွက်သွားစေခဲ့လဲအဲ့ဒါကတော်တော်အရေးကြီးတဲ့ချက်ပဲပုံမှန်ဆိုရင်လေယူကရိန်း drone တွေအထူးသဖြင့် RDF FPV drone တွေပေါ့ပေါက်ကွဲစေတဲ့ drone တွေအဲ့ဒါတွေရဲ့ချင်းချောမှုကြောင့်ယူရှာတက်တွေကအခုလိုရန်တန်းကြီးကြီးနဲ့ပေါ်ပေါ်ထင်းထင်းရွှေ့ဖို့ဆိုတာသိမလို့ရဘူးဟုတ်မှာပေါ့ FPV ဆိုတာမောင်းသူကတိုက်ရိုက်မြင်ခွင်းနဲ့ဖိမက်ကိုလိုက်တိုက်တာဆိုတော့အတိအကျပဲဒါတိအခုမြူတွေကြောင့်မြင်ခွင်းကမရှင်းတော့ဘူးဆိုတော့ဝေငကနေပိမက်ရှာဖို့ခတ်သွားရောอืม အဲ့ဒီ goose ပြောပုံအရဆိုရင်တော့ယူရှားတဲ့ကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးရန်တန်းနေနဲ့ထိုးစစ်ဝင်လာဖို့တတိရှိလာကြတယ်လို့တောင်သုံးထားတယ်။အတော်လေးစွန့်စားဝင်လာတာပေါ့။ဟုတ်တယ်။ဒါကပုံမှန်ယူကရိန်းရဲ့ drone စွမ်းရည်ကိုအခြေခံထားတဲ့ကာကွယ်ရေးပြုဟာကိုခဏတာကြော်လွားသွားနိုင်ခဲ့တဲ့သဘောပဲ။ဆရာရာတီဝူတို့ကနီးပညာအသားစီအမှုကိုခဏလောက်ပြက်ပြေသွားစေနေပေါ့။ goose ကသူ့ unit ကပုံမှန်ဆို ခြေကျင်တဲ့စိုက်ကင်နဲ့ဝင်လာတဲ့ယူရှားအဖွဲ့ငယ်လေးတွေကိုပဲပြစ်မှတ်ထားချေမှုန်လည်းရှိတယ်လို့လည်းပြောသေးတယ်နော်ဟုတ်တယ်ဟုတ်တယ်သူတို့ကပုံမှန်ဆိုတေးတယ်ရွှေလျားရဲ့လွယ်တဲ့ပြစ်မှတ်တွေကိုအဓိကထားတာဒါပေမဲ့အခုမြူနင်းကြောင့်ဒီရန်တန်းကြီးတစ်ခုလုံးကိုတိုက်ခိုက်တဲ့အခါမှာတော့အမ်ဗီဒီယိုမတန်ကောင်ကောင်မရခဲ့ဘူးလို့ဆိုတယ်အော်ဆိုတော့အဲ့ဒီဗီဒီယိုတွေကယူရှားထပ်ဖွဲ့ဝင်ဒီအကုံလုံးကိုခြေမုံးနိုင်ခဲ့လားဆိုတာတော့သိကြမသိခဲ့ဘူးလို့ဒုက္ကဝင်ခံထားတယ်။ဒီအချက်ကစစ်မြေပြင်ရဲ့အခြေအနေဘလောက်ရှုပ်ထွေးလဲ အချက်လက်ရဖို့ဘလောက်ခတ်နေလဲဆိုတာကိုပြနေတာပဲကဲဒါဆိုရင်မြူနဲ့ရဲ့အကူအညီနဲ့ယူရှာတက်တဲ့မြို့တဲ့ကိုဝင်လာနိုင်ခဲ့တယ်ဆိုပေမဲ့လက်ရှိမြို့ရဲ့ထင်းချုံမှုအခြေအနေကတော့ဘယ်လိုရှိနေလဲရင်းမြစ်ထဲမှာခမွန်ကျဲယူရှာစတာ၃ရောင်ကနေ၅လလောက်မြို့ထဲမှာရှိနေနိုင်တယ်လို့ဖော်ပြထားတယ်ဒါကသမရဇလန်စကီရဲ့အញ្ញံတဘက်ကခမိုင်းချက်ထက်များလာလားနော်ဟုတ်ပါတယ်အရေးတော်တိုးလာတယ်ပြီးတော့မီခိုးရောင်စုံဆိုတဲ့အတုံးလုံးကိုလည်းတုံးထားတယ်ဒီချက်ကစိတ်ဝင်စားဖို့ကောင်းတယ်တပ်ဖွဲ့တွေကတအိမ်ကျော် တိုက်လအဆောင်အင်းတွေမှာရှိနေနိုင်တဲ့အခြေအနေမျိုးတဲ့ဟုတ်ကဲ့မိခွေအောင်ဆောင်ဆိုလာကစစ်နေပြီမှာလေဘယ်တပ်ဖွဲ့ကမှအခိုင်မထိန်းချုပ်ထားနိုင်ရင်မရှိသေးတဲ့နေရာတွေကိုပြောတာပေါ့อืมဟုတ်ကဲ့အထူးသဖြင့်မြို့ပြတိုက်ပွဲတွေမှာဒီလိုအခြေအနေကပုံများတယ်အခုနောက်က drone မောင်းလို့ goose ထောက်ပြသလိုပဲ ကိုကအဆောက်အဦတစ်ခုမှရှိနေရန်သူက ကို့အနောက်ဘက်ကကလျက်အဆောက်အဦမှရှိနေနိုင်တာတော်တော်ကြောက်စရာကောင်းတဲ့အခြေအနေပဲဟုတ်တယ်အလွန်အမင်းအန်တေရေများတယ် ီးတော့တိုက်ပွဲဝင်နေရတဲ့စစ်သားတွေအတွက်စိတ်ပိုင်းဆိုင်ရာဖိအားလည်းအရန်ကြီးတာပေါ့။တည်င်းထဲမှာယူကရိန်းအခြေစိုက် Deep State ဆိုတဲ့စစ်ရေးလေးလာရေးအဖွဲ့ရဲ့မြေပုံတုံးတက်ချက်ကိုလည်းကိုးကားထားတယ်။သူတို့ကဘလို့တုံးတက်ထားလဲ။သူတို့တုံးတက်ချက်အရတော့ရုရှားတပ်တွေက Pokrovs ရဲ့အစိတ်ပိုင်းတော်တော်များများကိုထိုးဖောက်ဝင်ရောက်နေပြီးမြို့ရဲ့တောင်ပိုင်းဒေသတွေကိုတင်ထားပြီးပြီလို့ဆိုတယ်။ တချို့လေးလာသူတွေကဆိုမြို့တော်မကြခင်ကြားသွားနိုင်တယ်လို့တောင်ခန့်မှန်းနေကြပြီဒီလိုအနိကတိုက်ပွဲတွေရရှုပ်ထွေးမှုကတကယ်ဟုစဉ်းစားစရာပဲအဲမြူနင်းကိုအခွင့်ကောင်းယူတာအပြင်ယူရှားတွေကပိုခရော့စ်ကိုထိုးစစ်စင်ရမှာတခြားဘလို့နီးဗျူရာတွေကိုတုံးနေရတွေ့ရတယ်။အင်းတတိမာကောဒရင်လိုခေါ်တဲ့ဝိုင်းရံပိတ်ဆို့လွန်တဲ့အကြံစီပြီးတော့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပင့်မှတ်ထားတာ။နောက် စိတ်ဝင်ထိုးပေါက်မှု infiltration နည်းပြဟာဆိုတာဒီဖော်ပြထားတယ်ဟုတ်ကဲ့ဒီနေရာမှာအထူးတတိပြုစရာဒါအဲ့ဒီစိတ်ဝင်ထိုးပေါက်မှုနည်းပြဟာပဲ Ukraine စစ်ပတ်တုံးတက်သူ Kostian and Marshovets ရဲ့ရှင်းပြချက်ကိုတင်းမောင်ဖော်ပြထားတယ်သူကဒီနည်းပြဟာအတော်လေးအောင်မြင်နေတယ်လို့တုံးတက်တယ်အဲ့ဒါကဘလို့မျိုးလဲစိတ်ဝင်ထိုးပေါက်မှုဆိုတာဒီနည်းပြဟာမှာလေယူရှာချုပ်တွေကအဖွဲ့ငယ်လေးတွေဖွဲ့တယ်ပြီးတော့ Ukraine ထင်းချုံနေမိတဲ့ကိုတိတ်တိတ်လေးစိတ်ဝင်လာကြတာအဖွဲ့ငယ်လေးတွေ ਨੇ ဟုတ်တယ် ူတို့ကတခါတလေဆိုအရက်သားလို့ဒါမှမဟုတ်ယူကရိန်းစစ်သားလို့ဟန်ဆောင်ပြီးတော့တောင်းဝင်လာတတ်ကြတယ်ဟာတကယ်လားအဲ့လိုစိတ်ဝင်လာပြီမှဘာဆက်လုပ်ကြတာလဲသူတို့ရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မလဲအဲ့ဒီမိုင်းရှူဘက်ရှင်းပြထားတာကတော့သူတို့အဓိကရည်ရွယ်ချက်ကယူကရိန်းရဲ့နောက်တန်းဒါမှမဟုတ်ကာကွယ်ရေးစစ်ကြောင်းတွေကြားထဲမှာပရယံပတာဖျောက်ရှုပ်ထွေးအောင်လုပ်ဖို့ပဲအနောက်အရက်ပေးတယ်ပတော်ဖို့ဟုတ်တယ်စစ်တွေကြီးကိုနောက်ရှက်တာအဓိကဖြစ်မှတ်တွေကိုတိုက်ခိုက်တာ ဒါမှမဟုတ်တတိမားတွေလွင့်တာမျိုးတွေလုံးတာနဲ့ဒီလိုရှုပ်ထွေးမှုတွေဖန်တီးပြီးတော့အချင်းနေနေနေရိုင်းတွားပြီးဆိုမှယူရှားရဲ့ပြမတ်တက်တွေကရှစ်တန်းကနေထိုးစစ်ဝင်လာတာမျိုးဒါကအတွင်းပိုင်းတွေပြိုကွဲအောင်လုပ်တဲ့သဘောပဲတော်တော်လေးကြောက်စရာကောင်းတဲ့နီးဗျူဟာပဲဟုတ်တယ်အထူးသဖြင့်မျိုးပြပဝန်းကျင်လိုရှုပ်ထွေးတဲ့နေလာတွေမှာပိုပြီးထိရောက်နိုင်တယ်ခုနက drone တွေအကြောင်းပြောခဲ့တာနဲ့ပြန်ဆက်စစ်ကြည့်အောင်ဒီလိုစိတ်ဝင်ထိုးဖောက်မှု အောင်မြင်ဖို့အတွက်ဝေဟင်ကင်းထောက်မှုအားနဲ့တွားတာကအထောက်အကူဖြစ်ခဲ့လားအဲ့ဒီအချက်ကအရန်အရေးကြီးတယ် မာရှူဘက်စ်ထုတ်ပြထားတာပခုက ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းရဲ့ FPV drone mount တွေကို အတိဖပြမှတ်ထားပြီးတိုက်ခိုက်နေတယ်ဆိုတာပဲ drone mount တွေတွေကို တိုက်ရိုက်ပြမှတ်ထားတာလားဟုတ်တယ်ဘာလို့လဲဆိုတော့ယူကရိန်းရဲ့အဓိကအားသချက်တစ်ခုဖြစ်တဲ့ကင်းထောက်နိုင်စွမ်းညက်တိကျတဲ့တိုက်ခိုက်နိုင်စွမ်းကို short ချပစ်ဖို့ပဲ ကင်းထောက်နိုင်စွာကြာသွားမှအခုလော်ဖွင့်ငယ်လေးတွေနဲ့စိတ်ဝင် ထိုးပေါက်တာကပိုပြီးလုံခြုံမယ်ပိုပြီးအောင်မြင်နိုင်မယ်လေဆိုတော့မြူနင်းကြောက်ဖြစ်တဲ့ကင်းထောက်မှုအားနဲ့ချက်အပြင်ဒီလို drone mount တို့တွေကိုပြတ်မှတ်ထားတိုက်ခိုက်တာကလေဒီစိတ်ဝင်ထိုးပေါက်မှုနီးပြူဟာကိုအားဖြစ်ပြင်းနေတယ်လို့ဖြစ်နေတာကိုဒါပေမဲ့ Ukraine ဘက်ကလည်းဒီဖြစ်ရတွေကိုတုံ့ပြန်မှုတွေလုပ်နေတယ်လို့ဆိုပါတယ်တရင်းရမြို့တဲ့အနောက်မြောက်ဘက်ကဆူဗိုရိုဗစ်ရွာနာနဲ့ အနောက်တောင်ဘက်ကရိုဒင်စကေးမြို့နားမှာယူကရိန်းတပ်တွေကတံပြန်ထိုးစစ်တွေဆင်တွဲနေလေလို့ဖော်ပြထားတယ်။ဒီတံပြန်မှုတွေရဲ့အရေးပေါပုံကို ရှင်းပြပြပါဦး။အဲ့ဒီတံပြန်တိုက်ခိုက်မှုတွေကပူခရော့ဖ်ကိုရုရှားရဲ့လုံးဝဝိုင်းပိတ်ဆို့လိုက်လို့မရအောင်ထားစီဖို့အဓိကပဲ။ဟုတ်ကဲ့။ရုရှားတွေကမြို့ကိုမြောက်ဘက်နဲ့တောင်ဘက်ကနေညှက်ပြီးဝိုင်းဖူးကျူးစားနေတာ။အဲ့ဒါကိုစီရက်ခေါ်နေဆိုတန်တေအိုခေါ်ဒရန်ဖန်တီတယ်လို့ပြောကြတယ်လေ။ညှက်သိမ့်လိုက်တဲ့သဘောပေါ့။ဟုတ်တယ်။ ယူကရိန်းရဲ့တံပြန်တိုက်ခိုက်မှုတွေကအဲ့ဒီညက်ရိုးနှစ်ခုကြားကအကွာအဝေးကိုဆက်ထိန်ထားဖို့ဒါမှမဟုတ်ပိုချဲ့ဖို့ကြိုးစားနေတာ။ဒါမှပိုခရော့စ်တဲကယူကရိန်းတပ်တွေဆိုထောက်ပံ့ရေးလမ်းကြောင်းတွေဆက်ပြီးပွင့်နေမှာ။အသက်သွေးကြောမပြတာကိုကြိုးစားနေလာမို့။ဟုတ်ရတယ်။ချိန်ချောက်မှုတွေစီနေမယ်မယ်လမ်းကြောင်းလုံးဝပိတ်မသွားအောင်ကြိုးပမ်းနေတာ။ဒါကမြို့ကိုဆက်ပြီးခုခံနိုင်ဖို့အတအမတအရေးကြီးပါတယ်။ပိုဂရော့စ်ကအချိန်တွေတော်တော်လေးကိုတင်းမာပြီးရှုပ်ထွေးနေပုံတယ်။ဒါပေမဲ့ ဒီလိုပြင်ထန်တဲ့ throw city က pographs တနေရာတင်းမှာပဲလားဒါမဟုတ်တခြားစစ်မျက်နှာတွေမှာလည်းယူရှားရဲ့ fee အပေးမှုတွေတိုးလာနေသလားအင်းတရင်းထဲမှာ zaporizhia data နဲ့ kupiansk အကြောင်းလည်းနည်းနည်းပြောထားတွေ့တယ်ဒါကိုပိုကျဲပြန့်တဲ့စစ်ရေးအခြေအနေနဲ့ချိတ်ဆက်ကြည့်ဖို့လိုအပ်တယ်တရင်းရာရုရှားဟာတပ်ဦးရဲ့နေရာတော်တော်များများမှာ တပြိုင်နက်တည်း fee အပေးတိုက်ခိုက်မှုတွေလုပ်နေပုံရတယ် ယူကရိန်းတပ်မတော်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစီယော့စကီးရဲ့ပြောကြားချက်ကိုကိုးကားထားတယ်။သူကဘာပြောထားလဲ။သူကဇာပူရီးယားဒေတာအရှေ့တောင်ပိုင်းမှာအခြေအနေတိတိတသားပိုဆိုးလာတဲ့ယူကရိန်းတပ်တွေရွာတုံးရွာကနေဆုတ်ခေရတယ်လို့အတည်ပြုထားတယ်။အလားတူပဲအရှေ့မြောက်ပိုင်းကကိုပီယန့်စစ်မျက်နှာမှာလည်းအခြေအနေခက်ခဲနေဆဲပဲလို့ဆိုတယ်။ဒီလိုနေရာများကြီးမှာတပြိုင်တည်းဖျားပေးတာကဘလို့စည်ရည်ရွယ်ချက်မျိုးဖြစ်နိုင်ပလဲ ဖြစ်နိုင်ခြေတစ်ခုကတော့ယူကရိန်းရဲ့အင်အားနဲ့အာယုံစိုက်မှုကိုပြန့်ကျဲသွားအောင်လုပ်တာပေါ့ယူကရိန်းဘက်ကလူဝင်အားလက်နက်အကန့်အသတ်တွေနဲ့ရင်းဆိုင်နေရချိန်မှာတပ်ဦးမြင့်တလျောက်နေရာများကြီးမှာခုခံဖို့လိုလိုင်းအင်အားခွဲဝေမှုမှာအခက်အခဲရှိလာနိုင်တယ်လေဟုတ်ကဲ့ဒါမဲ့ပိုချိုချီစစ်စကီကအလေးပေးပြောထားတာကယူရှားတပ်တွေအပြင်းထန်ဆုံးလှုပ်ရှားတိုက်ခိုက်နေတဲ့နေရာကတော့ပိုခရော့စ်ဒေသတဝိုက်မှာပဲဖြစ်တယ်ဆိုတာပါပဲဆိုတော့ပိုခရော့စ်ကအဓိကဘရန်ဖုန်ပေါ်အဓိကတိုက်ပွဲဖြစ်ပွားရနေရပေါ့ဟုတ်ပါတယ် လက်ရှိအာယုံဆိုင်မှုခံရဆုံးတဲ့အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေတဲ့နေရာဖြစ်ရှိနေစေနဲ့ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေကိုအမ်ပြန်ပြီးခြုံငုံကြည့်ကြအောင်ပရမအချက်ကပူဂါရော့စ်မှာရုရှားတပ်တွေတိတိတတာရှေ့တို့လာနိုင်ခဲ့တာမှာထူထပ်တဲ့မျိုးရင်းတွေကအရေးပါတဲ့ခန့်ကဏ္ဍကပါဝင်ခဲ့တယ်ယူကရိန်းရဲ့ဒရုန်းကင်းထောင်းမှုကိုအဟန့်အထားထိစေခဲ့တယ်ပေါ့ဟုတ်ကဲ့ နောက်တစ်ချက်ကလက်ရှိမှာမြို့ရဲ့အစိတ်ပိုင်းတွေကဘထုမအပြည့်ဝမထိန်းချုပ်နိုင်တဲ့မတည်ငြိမ်တဲ့မိခိုးရောင်စုံအခြေအနေမှာရှိနေပြီးတိုက်ပွဲတွေကအလွန်နီးကပ်စွာထွက်ပွားနေတယ်။အင်းအန်ဒွေအများရဲ့အခြေအနေပါ။ပြီးတော့ရုရှားတွေဟာဝိုင်းရန်ပိတ်ဆို့ဖို့စ조사ရင် FPV drone mount တွေကိုပြစ်မှတ်ထားတာအဖွဲငယ်လေးတွေနဲ့စိတ်ဝင်ထိုးဖောက်တာလိုမျိုးတိကျတဲ့နီးပြူးဟာတွေကိုတုံးနေတယ်။ဟုတ်ပါတယ်။ဒီချိန်ထဲမှာပဲယူကရိန်းကလည်းထောက်ပံ့ရေးလမ်းကြောင်းတွေပွင့်နေအောင် တံပြန်တိုက်ခိုက်မှုတွေလုပ်နေတယ်။ဒီဘူဂရော့စကာတိုက်ပွဲတွေဟာတဦးတလျောက်ရုရှားကပိုချေပြင်းတဲ့ဖိအားပေးမှုတွေလုံဆောင်လေတဲ့အစိုက်ပိုင်းတစ်ခုနဲ့ဖြစ်နိုင်တယ်ဆိုတာပေါ့။မှန်ပါတယ်။အခြေအနေကတကယ်ကိုအရေးလိုပြောင်းလဲနေတာ။နောက်ရက်တွေမှာဘာဆက်ဖြစ်မလဲဆိုတာအတိအကျခန့်မှန်းမှုခက်တယ်။ဒါပေမဲ့ဒီပိုဂရော့ဘတ်စတိုက်ပွဲကခစ်တစ်စ်ပွဲရဲ့ရှုံထွေးတဲ့သဘောတဘာဝကိုကောင်းကောင်းထင်ထက်စေပါတယ်။ဘလို့မျိုးလဲ။ဆိုလိုတာကယာဒီဦးတို့လိုကြူတင်မခံမနိုင်တဲ့သဘောဝအချက်တွေက စစ်မျက်နှာပညာဖြစ်တဲ့ဒုံးတွေရဲ့အသုံးဝင်မှုကိုဘလို့လွှမ်းမိုးနိုင်တယ်လဲဆိုတာတွေ့ရတယ်။တစ်ဖက်မှာလည်းစိတ်ဝင်ထုတ်ဖော်မှုလို့လူသားဗဟုပြုနည်းပြုဟာတယ်။ပြီးတော့ဒရုန်းတွေကိုတာမြန်ချေမွန်းဖို့ကြိုးပမ်းမှုတွေအရေးပါပုံကိုလည်းပြနေတာပေါ့။ဟုတ်ကဲ့။ဒါရီအောင်လုံးကနီးပညာနဲ့တမယောကြစစ်ပွဲပုံစံတွေရောရက်နေတဲ့လက်ရှိပချိပခါရောပုံရိပ်ပါပဲ ဒါကနောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုလည်းမြင်စရာဖြစ်လာစေတယ်။ဟုတ်ကဲ့။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တွေပေါ်မူတည်ပြီးနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုချန်ထားခဲ့ခြင်းပါတယ်။အခုပိုခရော့စကီမှာမြင်တွေ့ခဲ့ရသလိုပဲရာသီဥတုလို ပုံဝန်းကျင်အခြေအနေတွေက drone လိုအစ်စ်မင့်ဤပညာရဲ့စွမ်းအောင်ရည်ကိုတိတိတသားသက်ရောက်မှုရှိစေခဲ့တယ်။ဟုတ်ပါတယ်။ဒါဆိုရင်အနာဂတ်စစ်ပွဲတွေမှာတော့ဒီပฏิပက္ခရဲ့ရှေ့ဆက်အလားလာမှာမှာဖြောင်းလဲနိုင်တဲ့ပုံဝန်းကျင်အခြေအနေတွေ ဥပမာရာသည်ဥရုပြင်ထမှုမြေမျက်နှာတွင်ပင်မြို့ပြအပျက်စီးတွေအရာတွေအတွေ့နှစ်ဖက်စလုံးကသူတို့ရဲ့ drone အသုံးပြုမှုနည်းပြငါတယ်မယ် drone တံပြန်ကာကွယ်ရေးနည်းလမ်းတွေကိုဘယ်လိုများလိုက်ရောက်ညှိထွေပြင်ဆင်သွားမှာလဲအင်းစဉ်းစားစရာပဲနည်းပညာအားပြိုင်မှုတွေမကပဲတခြားဘလို့နည်းပညာနဲ့ဒါမှမဟုတ်တဘာဝပုံဝန်းကျင်ဆိုင်ရာအချက်တွေကစစ်မြေပြင်အနိုင်အရှုံးအပေါ်မထင်မှတ်ပဲအရှုံးရဖြစ်နေတဲ့အခန့်ကဏ္ဍကနေပါဝင်လာနိုင်ဦးမလဲဒါကတော့ဆက်လက်စောင့်ကြည့်လေ့လာရမယ့်အချက်တစ်ချက်ပါပဲ ဟုတ်ကဲ့စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ။